မင်္ဂလာပါချစ်မိတ်ဆွေတို့ရေ cooking with blessing ရာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဂဲဒီနဲ့အရာကိုစားလို့ကောင်းတယ်ဝတ်သားအချိုချက်ကိုအိုးလိုက်လုံးချက်နေလေးကိုလုပြမှာဖြစ်ပါတယ်လို့ဒီနေ့ကကျမတို့ကချင်ပြင်းနေမိချင်နာအရာတားလေးပေါ့နော်မင်္ဂလာပွဲတွေမှာစားတဲ့ပုံစံမျိုးလေးပါလို့အရာကိုစားလို့ကောင်းတယ်နော်ချစ်စားချေပါလို့ခဲလားဆိုရင်နော်အခုပဲစတင်လိုက်အောင်ချစ်တို့ရေ let's go right now ကစားတင်ရအောင် အစင်ရကဒီမှာပွဲအသွက်ချက်မယ်ဆိုတော့လေဝက်တာရတာလေးကိုဝက်ခဲ့တာပါလို့တချို့ကြတော့ပေါင်တာပုံစံပေါ့နော်တချို့ကအသားကြီးပဲတချို့ကသုံးထပ်တာလည်းပါတယ်ပေါ့အဲ့ဒါကိုရောပြီးတော့မှချက်ပါမယ်လို့ကဲပွဲအသွက်ချက်မယ်ဆိုတော့အသားကိုလေအနေတော်လေးသုံးထားပါတယ်လို့အသုံးက အရာလည်းမကြည့်ဘူးအသေးလည်းမဟုတ်ဘူးဘောနောပုံစံလေးဒါကတော့ပေါင်တားမှာနည်းနည်းလေးဒီအစီပါတဲ့ပုံစံမျိုးခေတ္တသုံးထပ်သားတော့ဒါပဲရှိတာဆိုတော့သူတို့လှိထားပြတာအလျားလိုက်လှိထားပြတာကိုပြန်စရာအဲ့လိုပုံစံလေးနဲ့ပြန်လေးလိုက်တယ်ခေတ္တဆိုတော့ဝက်သားအားလုံးက9ကီလိုလောက်ရှိမှထင်တယ်အဲ့ဆိုတော့လိုအပ်တဲ့ဟာလေးကိုပြဆိုတော့ဒီမှာအသေးစိတ်လေးပြောပြထားတယ်เนาะကဲကျမတို့ဒီ mutinous တိုင်းဟင်းချက်နေမှာတော့ဒီ hemoimasla ဖာလာအချင်းနဲ့ဒီနနပ်ပွင့်လေးကိုသုံးတယ်အဲ့ဒါက6ခေါက်ပါခေါက်ပေါ့နော်ဒါလေးကိုတချို့တွေကအမုံချိတ်ပြီးမှလည်းသုံးကြတယ်လို့ဂေဘရမဥဆုံးဂျင်းကိုအရင်ဥဆုံးထောင်းထားမယ်ပြီးရင်တော့စီကိုအဲပူရာလက်အထည်ကိုစောင့်မယ်နော်ဒီဖာလာအချင်းကိုကြတော့အဲ့လိုထုပြီးတော့မှ ထဲပါလို့မဟုတ်အဲ့ဒါမှလေအရမွေးတာလေဂစီပူထဲမှာစီအရပူတာလည်းမဟုတ်ဘူးစီနဲ့နဲ့ပူလာပြီဆိုရင်အဲ့ဒီအဲ့ဒါလေးကိုထည့်လိုက်ပြီးရင်တကြားတကြားအတုံးကနည်းနည်းနဲနေတဲ့အတွက်ကြောင့် blessing ရကတကြားကိုအမ်ပြန်ပြမလို့တလောက်လေးပြထဲပါတယ်လို့ သုံးစွန်းလောက်ရှိမှာပေါ့အသားအရများတဲ့အတွက်ကြောင့်မို့လေလူသူပိုလျှော့လေးလို့ပါလို့အဲဒါလေးတွေမှုလာပြီဆိုရင်ဒီတကြားတွေအလုံးပျော်သွားပြီဆိုရင်ခဏလေးထားတဲ့ဒီဝတ်သားအပေါ်မှာလေပြစလုံးလောင်းထဲ့မယ်ပြီးရင်ဂျင်းနေထဲ့မယ်ထပ်ထဲ့မယ်နော်ပြီးရင်တော့အမအဓိကတော့ကျက်သွင်းဖြူကျက်သွင်းဖြူအလုံးလိုက်လဲရတယ်ဒီလိုချိန်ထားပြတာရတယ်စားထဲ့မယ်နော် ပြီးရင်စားထဲမယ်ပြီးရင်ပဲခံပြရဲ့အနောက်ထရပါမယ်လို့အဲ့ဒါကိုလို့သူပူလျှော့ပြီးရင်ချက်သားမုံလေးနဲ့နဲ့ထက်ကဲပြီးရင်တော့ cooking wine ဒါအရက်ပေါ့နော်အရက်ဖြူလက်ထက်လို့ရတယ် cooking wine လေးနဲ့ထက်ပြီးတော့မှ blessing ကရောသမမွေထားလိုက်မယ်ဒီလိုရောသမမွေတဲ့အချိန်မှာနန်းနဆတ်ဆတ်အရသာဒီအမ်ပဲခံပြရဲ့အနောက်ကို လို့တော့ပိုလျှော်လေးထည့်ပါနော်ဒီလိုအယောင်ရအောင်ထည့်ရပါမယ်လို့တချို့ကြတော့အယမ်းထည့်ရင်အယမ်းမဲသွားတာမျိုးတို့ပြင်းနေနဲ့ထည့်ရင်လေလုံတေးတာမျိုးတို့ဖြစ်တတ်တယ်အဲဒီလိုနှစ်ထပ်ပြည့်တဲ့အချိန်မှာတော့အအနှဲငယ်လေးထထပြီးတော့မှလိုအပ်တာလေးကိုပြည့်စင်မဲ့အမှပြပြမှထပ်ထည့်ရမှာကစက်သွင်းနေအလုံးပါပဲလို့စက်သွင်းနေအလုံးလားလေးထည့်လို့ရတယ်လို့ဒီလိုခွဲခြားလို့ပြီးတော့မှပဲ လက်ထည့်လို့ရတာပေါ့နော်ဒါကိုနှစ်နာရီလောက်နှက်ထားလိုက်မယ်အေးဆေးကဲနှစ်နာရီလဲနှက်ထားပြီဆိုရင်တော့အသင့်တင်ထားတဲ့အဲမြို့ကိုတခါတည်းဖွင့်လိုက်မယ်အပြင်းဆုံးကဲဒီမှာနည်းနည်းလောဒီမှုရတာနည်းနည်းခက်တဲ့အတွက်ကြောင့်ပြင်ဆင်ရကဒီအိုးနှလုံးကို အဲအတူတူချက်လိုက်တယ်နော် sharing လုပ်လိုက်တာပေါ့ဟိုဘက်ဟိုနည်းနည်းပြောင်းထည့်လိုက်တယ်ကဲဒီအစ်စ်မှာလုံးဝရေမထည့်ဘဲနဲ့ရေခန်းအောင်အရင်ဦးဆုံးချက်ရပါမယ်လို့နော်ဒီလိုရေခန်းလာတဲ့အခါမှာပြဆိုတော့တတိထားရမယ်အခါကျရင်မှာရေကိုရေနွေးလေးကိုပေါ့နော်စူထားတဲ့ရေနွေးလေးကိုထည့်ပြီးတော့မှအနှဲငယ်ထည့်ပြီးတော့မှ ပြန်ပြီးချက်ရပါမယ်လို့ရေထည့်တဲ့အချိန်မှာလို့သူ့ပူလျှော့လေးထည့်ပါကိုယ့်ရဲ့အသားအရနူးလွယ်တယ်ဆိုရင်တော့ရေနည်းနည်းလေးပဲထည့်ပေါ့ခရီးထည့်ပြီး အေးအေးလေးနဲ့နူးလာအောင်ပေါ့နော်ဒီမြေးအချိန်ကိုရှော့ပေးရပါမယ်လို့ဒီလိုမြေးအချိန်အေးအေးလေးနဲ့နူးလာပြီဆိုရင်တော့ပြည်စံတော့အရေခအောင်ရေမခတခါလေးစောင့်ပြီးတော့မှအသားလေးကိုစမ်းကြည့်မယ်နူးဤနေပြီလားစားလို့ရပြီလားအချိန်နေပေါ့ ခဲဒီလိုစားလို့ရပြီဆိုတဲ့အခြေအနေမှာတော့ blessing တို့အမုံထောင်းထောင်းတဲ့ရှောက်ကောပေါက်ကောခဏအန်ဒီဖာလာနဲ့နနပွင့်လေးကိုလော်ပြထောင်းထားတဲ့ဟာလေးကိုအပေါ်မှာနည်းနည်းဖြူးလိုက်ပြင်အပြင်ပေါ့အရာကိုမှုပြီးစားလို့ကောင်းတဲ့ဝက်ချိုလုံးချက်လေးရပါပြီလို့ခဲဒီလောက်ဆိုရင်တော့အရေလေးကနည်းနည်းတော့ရှိသေးတယ်ဒါပေမဲ့ချိန်ချိန်နဲ့ခတ်သွားပါလိမ့်မယ်ဒီဘက်ကအိုးကတော့ရပြီသူကအိုးသေးတယ်ဆိုတော့လေ ်ခဲ့ရပါပြီရှင်ဒီလိုမျိုးလေးချက်ပြီးတော့မှစကြည့်ပါလို့တကယ်ကချင်းဘီနယ်မြစ်ချနာအရာတာပေါ့ listener ဆိုရင်အဲ့ဒါလွမ်းတိုင်းဒီလိုမျိုးပဲချက်တယ်အဲဆိုရင်မင်္ဂလာဆောင်ပွဲတွေမှာဆိုရင်လေဒီလိုအဲ့လိုမျိုးပဲချက်ကြတယ်အဲ့ဒီဆောက်ကောပေါက်ကောဒီဟင်းမွေးမဆလာလေးနဲ့ပေါ့နော်တေးဟင်းမွေးမဆလာနဲ့ချက်တာများတယ်အနံ့လေးကမွေးနေရောခဲ့ဒီလိုမျိုးလေးချက်ကြည့်ပါလို့ဒါတော့သမင်း ၃ပကံလောက်ကတော့ကိုမတိချရတယ်เนาะအယောင်မိမိုက်တကယ်လို့ဒီအရေလေးကခေါအောင်ချက်ချင်းနဲ့စီလေးပြန်ချင်းနဲ့ဆိုရင်လည်းပြန်ထက်ချက်လို့ရပါတယ်ပြင်ဆင်ကဒီလိုအရေလေးကိုကလေးတွေကများတယ်ဆိုတော့လေအဲအရေလေးနဲ့စားချင်လို့အဲဒီလိုမျိုးလေးချက်တာပါလို့အရာကိုစားလို့ကောင်းတယ်เนาะကြည်အောင်အခုတောင်မှတည်ရချလာပြီ ဓမင်းဖြူဖြူလေးနဲ့များအရာကိုလိုက်ဖက်လုံးအားကြီးနေပါပြီရှင်။ခဲတာဆိုရင်တော့အဆက်သက်ကြည့်ပါလို့အရာအရာကိုဆောက်လုပ်ကောင်းအနစ်လေးနဲ့များသွဲစားလိုက်ရင်လည်းအရာမိုက်နော်။ခဲဒီမှာနောက်တစ်ပွဲ9ကီလို6ကီလိုလောက်ရှိတာအဲ့ဒါတပိတ်ထဲချက်တယ်ဆိုတော့လေအဲဒီလိုမျိုးလုံးချက်တာပုံမှန်အစဉ်ပြေရနော်။ ကဲဒီမှာစီရပြနေပြီဒီလိုစီပြဆိုရင်တော့ရေခေါင်းအောင်ဆောင်ရပါတယ်လို့ကဲဒါဆိုရင်တော့အားလုံးကောင်းတော်နေ့ကိုပတ်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်အားလုံးကို see you ပါ make up bless you all ပါเนาะ